နောက်တစ်ခုကတော့စိတ်ကိုဆုံးမတဲ့အခါမှာစဉ်းစားဉာဏ်နဲ့ဆုံးမတာဘယ်လိုဆုံးမတော့ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာလူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဖြစ်လာပြီဆိုလို့ရှိရင်အော်လူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဟာအပင်ငယ်ကိုကြားစင်နိုင်လောက်အောင်အကုသိုလ်မှုတွေတိုးတိုးပြီးတော့ဖြစ်လာစေတတ်တယ် မကြီးထွားခင်ကငါဟာသူ့ကိုထိမ့်သိမ်းရမယ်ကြီးထွားလာလို့ရှိရင်ယောဂလိုပဲအလုံးဟာမဖြစ်တဲ့နေရာတွေဖြစ်ကုန်နိုင်တယ်လို့လောဘကိုအပြစ်ကိုမြင်ပြီးတော့အဲ့လိုထိမ့်ရဒေါသဖြစ်ပြီးဆိုလို့ရှိရင်လည်းဒီဒေါသရင်ထဲဖြစ်လာပြီရှင်ထဲကနေပြီးတော့နှုတ်ဖြားရောက်လာလိမ့်မယ်နှုတ်ဖျားရောက်လာလို့ရှိရင်ဆဲတာရဲတာဖြစ်လာပြီအဲ့ဒီကနေပြီးတော့လက်ပါလာတယ် လက်ပါလာရနေပြီးတော့ရိုက်တယ်နဲ့တယ်တတ်တယ်ဖြတ်တယ်ထိအောင်ဖြစ်လာဒေါသဟာအဲ့လိုဖြစ်လာမှအပြစ်တွေကိုရှုမြင်သုံးသပ်ပြီးယင်ထဲမှာဖြစ်တဲ့ဒေါသကိုယင်ထဲမှာပျောက်သွားအောင်ထိန်းချုပ်နိုင်ရဒါထိန်းတဲ့နည်းတစ်နည်းအပြစ်ကိုရှုမြင်ပြီးတော့ထိန်းတာဒီတဲ့ရင်းကျက်လာတဲ့အခါကျတော့အပြစ်ကိုရှုမြင်ုံနဲ့မဟုတ်ဘူး ဖြစ်ပေါ်လာတဲ့အာယုန်လေးတစ်ခုပေါ်မှာတဘာဝကိုတဘာဝအတိုင်းချိတက်လာပြီဆိုလို့ရှင်ဒေါသဖြစ်เสียအာယုန်လို့မမြင်တော့ဘူးလောဘဖြစ်เสียအာယုန်လို့လည်းမမြင်တော့ဘူးတဘာဝတရားတစ်ခုလို့သာမြင်တဲ့အခါမှာလောဘလည်းမဖြစ်တော့ဒေါသလည်းမဖြစ်တော့အဲ့ဒီလိုပညာဉာဏ်နဲ့ထိမ့်သိဆောက်ရှောက်အောင်ပဲလို့ဆိုလို့ရှင်နော်အဲ့ဒါကိုပြောတာစိတ်တသဓမ္မထောတာတုစိတ်ကိုတမထနဲ့ထိမ့်မယ် စိတ်ကိုဝိပဿနာကျင့်နေနဲ့ထိမ့်မယ်။အဲ့ဒါလိုထိမ့်လိုက်လို့စိတ်ထဲမှာလောဘဒေါသတွေမဖြစ်တော့ဘူး။ဒါတွေဝင်မလာတော့ဘူး။တဘာဝအာယုံလေးပေါ်မှာပဲစိတ်ကတည်ငြိမ်သွားပြီဆိုလို့ရှိရင်ဒါယဉ်ကျေးသွားပြီလို့သူတို့ပြောတယ်